အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ပိုင်ဆိုးသူနီးပညာ channel လေးရဲ့နေအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြန်လဲမျှဝေပေးသွားမယ့်အကြောင်းအရာလေးရောကျွန်တော် like follower တိုးနီးပေါ့နော်အဲ TikTok တို့ Facebook တို့ YouTube တို့အဲဒီ Telegram တို့မှာပေါ့နော် like တွေ follower တွေအဲ view တွေဝဟဝါရီ subscribe တွေတိုးခြင်းတဲ့သူတွေအတွက်အဲ့ဒါလေးကိုတိုးတဲ့နီးလေးကိုကျွန်တော်အကောက်ဖွင့်တဲ့နီးလေးပေါ့နော်အခြေခံနေနဲ့ဒီနေ့ကတော့အကောက်ဖွင့်တဲ့နီးလေးပြန်လဲမျှဝေပေးသွားမှာဖြစ်ပါတယ် အဲ့တော့အဲ့ဒါပြုလို့မဲ့ဆိုလို့ရှင်တော့ဒီဘရီယိုရဲ့ description မှာဖြစ်ဖြစ်ပေါ့နော်ကွန်မန့်မှာဖြစ်ဖြစ်ကျွန်တော် link လေးပေးထားမယ်အဲ့ link လေးကိုနှိပ်ကမ်းမှာဝင်ရမှာဖြစ်ပါတယ်အဲ့ကျွန်တော်ပေးလိုက်တဲ့ link လေးရဲ့နေဝင်လိုက်လို့ရှင်ဒီ website လေးကိုရောက်လာမယ်အဲ့ website လေးရောက်လာပြီဆိုလို့ရှင်အောက်နောက်မှာ sign up ဆိုတာလေးရှိရဲအဲ့ဒါလေးကိုနှိပ်လိုက်ပေါ့နော်ပထမအဦးဆုံးအနေနဲ့အကောင့်ဖွင့်ပေးရမှာဖြစ်ပါတယ်ပြီးရင်ဒီမှာဒီထိပ်မှာပေါ့နော် user name ရေးမယ် user name ကိုအသေးလေးနဲ့ရေးပေးရမှာဖြစ်ပါတယ် ပြီးလို့ရှိရင်ကျွန်တော် email တွေ password တွေပေါ့နော် password ကိုလည်းနဲ့ချိန်ပြန်ထည့်မယ် email ထည့်မယ် password ထည့်မယ်ပေါ့နော်ပြီးလို့ရှိရင်အောက်နားကကျွန်တော်အကွက်လေးတွေကိုအမှန်ကြီးလေးချစ်လိုက်ပေါ့နော်အကုန်လုံးဖြစ်ပြီးသွားပြီဆိုလို့ရှိရင်တော့ sign up ဆိုတာလေးနှိပ်လိုက်ပေါ့နော်ဒါဆိုတော့ဒီ website လေးမှာကျွန်တော်အကောက်ဖွင့်လို့ပြီးသွားပြီဖြစ်ပါတယ်အဲ့မှာ like တွေ follower တွေနဲ့ပြီးလို့ရှိရင်တခြား VPN တွေပေါ့နော် VPN တွေပိုင်း VPN တွေပေါ့နော်အဲ့ဒါတွေကိုစပြီးကမှရောင်းချိုးလို့ရပြီဖြစ်ပါတယ် ကျွန်တော်ဒီ website ထဲကနေမှာဈေးနှုန်းချိုချိုတတနဲ့တော့ကိုယ့်ရဲ့ဖောက်တယ်တွေကိုရောင်းချပြီးလို့ရမှာဖြစ်ပါတယ်။ရောင်းချမဲ့နေရာတွေကတော့ကိုကြိုက်တဲ့ platform တွေမှာရောင်းချနိုင်ပါတော့ Facebook မှာရောင်းမလား TikTok မှာရောင်းမလား Telegram မှာရောင်းမလားပေါ့နော်ကိုကြိုက်တဲ့ platform တွေမှာရောင်းချနိုင်ပါတယ်။ ျွန်တော်ဒီ website မှာဆိုလို့ရှင်တော့ဒေါ်လာလေးနဲ့ပေါ့နော်ဒေါ်လာလေးနဲ့ဖြည့်ပေးရမှာဖြစ်ပါတယ်ဒေါ်လာသေးရလဲအဲကျွန်တော်4000ကျော်5000လောက်ပဲရှိရပေါ့နော်ဒေါ်လာသေးလေးနဲ့ဒေါ်လာလေးနဲ့ဖြည့်ပေးရမယ်ဖြည့်ပြီးကမှအဲကိုအဆင်ပြေတဲ့ဈေးနှုန်းလေးနဲ့ပေါ့နော်အဲအရင်မြတ်တွက်ပြီးကမှကိုအဆင်ပြေတဲ့ဈေးနှုန်းလေးနဲ့ရောင်းချလို့ရပါတယ် ဖြည့်မယ်ဆိုလို့ရှင်တော့ဒေါ်လာနဲ့ဖြည့်ရတယ်ဆိုပေမဲ့ကျွန်တော်ဒီ KB နဲ့လည်းဖြည့်လို့ရတယ် WeB နဲ့လည်းဖြည့်လို့ရတယ်ဘာလို့သူက Telegram အကောင့်ကနေမှဖြည့်ရမှာဖြစ်ပါတယ်ဒါပေမဲ့သူကဒေါ်လာအနေနဲ့ရောက်မှာပေါ့နော်အဲကိုက KB တို့ WeB တို့ပဲရှိတယ်ဆိုလို့ရှင်လည်း KB WeB နဲ့လည်းဖြည့်လို့ရပါတယ် နောက်ဗီဒီယိုလေးမှာကျွန်တော်ကဒီငွေဖြည့်တဲ့နေပေါ်တော့ KB ဝေးပေးတယ်နဲ့ငွေဘလို့ဖြည့်ရမလဲပြီးလို့ရှင်ဘလို့ရောင်းချရမလဲဆိုတော့လေးပြပေးမယ်ပေါ့နော်ဒီနေ့ဗီဒီယိုလေးကတော့ဒါကျွန်တော်ဒီ website လေးမှာအကောက်ဖွင့်တဲ့နီးလေးပေါ့နော်အကောက်ဖွင့်တဲ့နီးလေးကိုဒါပြောပြသွားပေးတာဖြစ်ပါတယ်နောက်ဗီဒီယိုမှာပဲကျွန်တော်ဒီ ရောင်းတဲ့နီးကြီးပြီးလို့ရှိရင်ဘယ်လိုလုပ်ရမလဲပေါ့နော် KP Weapon နဲ့ဘယ်လိုငွေဖြည့်ရမလဲဆိုတဲ့နီးလေးကိုအပြည့်အစုံလေးကိုကျွန်တော်နောက်ဗီဒီယိုလေးမှာတင်ပေးသွားမှာပေါ့နော်အဲဒီမီနီဗီဒီယိုလေးကတော့ဒါအကောက်ဖွင့်တဲ့နီးလေးပြပေးသွားဖြစ်ပါတယ်ဒီ website ရဲ့ link လေးကိုကျွန်တော်ဗီဒီယို comment လေးမှာ link လေးချပေးထားမှာပေါ့နော်အဲရောက်အဲမှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ် ဒီထဲမှာကတော့ကျွန်တော်ပြောသလိုပဲပေါ့နော်တခြား TikTok လည်းပါတယ် Telegram လည်းပါတယ် YouTube လည်းပါတယ် Facebook တွေလည်းပါတယ်တခြား Instagram တွေရောပေါ့နော်တော်တော်များများပါတယ်ပေါ့နော်အဲကောင်ရဲ့ like တွေ follow တွေအကုန်လုံးကိုကျွန်တော်ဝယ်လို့ရပါတယ်ဝယ်ပြီးကမှကိုယ်ပြန်ရောင်းလို့ရပါเนาะအဲကိုယ်ကတက်တက်တတနဲ့ဝယ်ပြီးကမှဒါအမြန်လေးတင်ပြီးကမှပြန်ရောင်းလို့ရမှာဖြစ်ပါတယ်အဲတော့နောက်ဗီဒီယိုမှာကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတာလေးကိုအသေးစိတ်ပြန်ပြပေးသွားပါမယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်